ဟယ်လိုကျွန်တော်တို့အခု DS တွေပြင်လွင်ကိုရောက်နေတယ်ကျွန်တော်တို့ရဲ့ဒီ Wellow Blow Station ဆိုရဲ single song လေးကိုဒီမှာ director Ita နဲ့လာပြီးတော့ MV လေးလာရိုက်နေတာဒီသချင်းကိုကျွန်တော်တို့လာကုန်လောက်ကိုထုတ်မယ်ဒီသချင်းလေးရလာပုံကနည်းနည်းစမ်းတယ်ကျွန်တော်ကိုဒီသချင်းရေးတဲ့တေးကသူကငငယ်ကလေးကနေပြီးတော့ဒီတခြား foreign ကိုရောက်သွားပြီးမြန်မာစကားကိုတောင်မပြောရတဲ့သူကရေးထားတာပေါ့ အဲ့ဟာကိုသူ့ညီမတွေပဲသူ့ညီမတွေအနေပြီးတော့ကျွန်တော်ကိုဒီတချင်းလေးကဒီကျွန်တော်တို့ဘန်နယ်လေးလိုက်တယ်ပြီးတော့ကျွန်တော်တို့ခံစားနေရတဲ့လက်တလောခံစားချက်တွေနဲ့လည်းကြိုက်တယ်ဆိုပြီးတော့သူကလှမ်းပို့ပေးတာနေပြီးတော့ကျွန်တော်တို့ဒီတချင်းလေးကိုရလာခဲ့တာပေါ့နော်ဒီတချင်းလေးဘယ်လိုတီးပြတောင်းမောင်ကြီးလည်းနည်းပြောပြအောင်ဘယ်လိုတီးပြတောင်းသူကျွန်တော်တို့စရရလာတဲ့ဒီမိုကတော့ဆက်ဆက်ချင်းသူတို့လောက်လာတဲ့ဟိုဟာဆိုရဲအဆိုတော့ပုံစံကဟိုနည်းနည်း ခက် soft soft နည်းနည်းဖြစ်တာပေါ့အဲ့ဒီဘက်နည်းနည်းရောက်ချင်းတယ် piano looping လေးလည်းရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့က arrange ပြန်လုပ်တော့ကျွန်တော်တို့ the ash ရယ်တွင်လဲရအောင်လို့အဲ rough ဖြစ်အောင်ကျွန်တော်တို့ guitar တွေနဲ့ဟိုအလောရယ် sample တွေပေါ်ရတယ်ပြီးတော့အဲ fade လေးတွေရောပြီးရင်အဲ looping ကိုလည်းကျွန်တော်တို့ guitar နဲ့ပြောင်းတယ်ပြီးရင် solo တွေထည့်တယ်ပါညာပေါ့ဖြတ်ပြောရရင်ကျွန်တော်တို့ တော့ဒီဟာတကယ်ကိုစိန်ခေါ်မှုပဲကျွန်တော်ကိုဂီတာသမားမရှိတော့ကျွန်တော်ညီကိုနေရောက်တာဒီအဲထဲမှာဂီတာ line တွေအကုန်တီးထားတယ်ဆိုတော့ဒါကျွန်တော်တို့ရဲ့တကယ်စိန်ခေါ်မှုအကြီးကြီးပဲเนาะဟုတ်ပါဘူးတဲ့ပဲပေါ့အဲ့တော့ပထမဆုံး the HD ရဲ့ပြောချင်တာကတော့ဒီသချင်းလေးကတော့မှတ်တိုင်တစ်ခုလည်းဖြစ်မှာပထမဆုံးအင်္ဂလိပ်လိုတစ်ပုဒ်လုံးဆိုထားတယ်တီးထားကြတယ်ဆိုတော့အဲထွက်လာခဲ့ရင်လည်းအားပေးကြအောင်ပေါ့ကျွန်တော်တို့ဒီလည်းစူးစမ်းထားပါတယ်ပေါ့ Yeah thank you